ယ်ဆယ်ကျော်သက် event ဆိုပေမဲ့တခါတရံလဲကလေးစိတ်တခါတရံကြတော့လဲလူကြီးစိတ်ပေါ့နော်ဒီလိုရွေတဲ့ဆက်ကူးမှတ်ကူးကာလာတွေမှာတော့မိခင်တိုင်းကြုံရတဲ့သားမွေထားထားသမီးမွေထားထားပေါ့နော်အဲသူတို့မှန်တဲ့ထဏာလေးတွေကိုစွတ်တိုးပြောရတဲ့ပြီးတော့ကျမတို့မိဘတွေပြောရတဲ့အကြောင်းအဆက်ဆက်မတွေပြောတာကိုပို့ပြီးတော့အမှန်လို့ထင်တယ်နောက်ငွေချင်းပေါ့အဓိကငွေချင်းချင်းချင်းပြောတဲ့စကားတွေကိုပို့ပြီးတော့နားရောက်မယ်ပေါ့နော်အဲ့တော့အကုန်လုံးမိဘပြောတိုင်းမှန်တယ်လို့တော့မဆိုလိုပါဘူး အတငယ်ချင်းပြောရလဲမှန်တာရှိမှာပေါ့နော်ဆရာသမားတွေပြောရလဲမှန်တာရှိမှာဒါပေမဲ့အမိကနေတဲ့အမေတွေကတော့အဓိကအမေတွေပေါ့နော်ကိုသားသမီးရဲ့အထာနဲ့ကိုသားသမီးရဲ့စိတ်ကိုပိုသိတယ်ပေါ့နော်အဲ့ဒါသမီးနဲ့ကျမကြားမှာအဲ့လိုစကူးမကူကာလာလေးတွေမှာပေါ့နော်အဲသူတငယ်ချင်းတွေနဲ့ပတ်သက်လို့ဖြစ်ဖြစ်ပဝန်းကျင်တွေပဲဖြစ်ဖြစ်အဲ့အကြောင်းအရာလေးတွေဆက်ဆက်ပြီးတော့ပြောပြတယ်ပြောပြတဲ့စကားလေးတွေနဲ့ကျမဒီကပြားလေးရေးဖွဲ့ပြတာပါသမီးလေးမြတ်တာဆိုတာအပေးယူမလုပ်ဘူးအသွားအပြန်မဟုတ်တလို့ အလျားအနံတွေတိုင်းမရစကားသူတပားစီကိုပို့လို့ဖို့ဥမာအရင်ရှိနေမှာမေတ္တာအတိန်နဲ့ချိန်ဆက်နိုင်ဖို့ပညာဉာဏ်လည်းရှိနေပါမှာ क्वे ကျင်တဲ့ဘာသာ क्वे လွဲနေတဲ့အယူတွေတဲ့စုံမတ်တစ်ခုကမေတ္တာပဲစီးဆော့ကစားခြင်းသဘောနည်းနည်းပြောရအောင်တစ်ဖက်စွန်းကိုရောက်နေတဲ့အခါစီးဆော့သဘော နိုင်တုံမြင့်တုံအလုတ်လုတ်ဖို့တစ်ဖက်အဖော်တော့လူနေမြင်ဘာသာအယူလဲဒီလိုပဲမို့ မြေကဘာတဲ့တူတွဲနေထိုင်ဝါရမဆွဲဘာသာကွဲလဲအစွန်းရောက်ခြင်းအလင်းကင်းဖို့လိလာမှုတော့ရှိရစမင်းအကြောင်းအရာတစ်ခုပြောမယ်ပြုဆိုတွေးတော်မှုကိုအရင်စပြောနေစဲလဲတတိကဲပြောပြီးခါလဲသုံးသက်မြင်ဒါလဲဓမ္မပဲသွားခြင်းရလန်းစူချံခလုတ်ကိုရှင်းလင်းသုတ်တင်အပြစ်မမြင်ပေမဲ့လာရတူတူအချင်းချင်းနဲ့ရှေ့တလန်းပို့ဖို့ပန်းတိုင်တူဖို့ သူ့ကိုခြေထိုးမိပြီဆိုကို့အတွက်ကအစင်လန်းပဲကို့အသက်ရှင်ဖို့သူ့ပခုံးထက်တွေ့မိတက်ပြီးဥကောင်းကိုနင်းတင်းဖြင်းလူရဲ့အသက်ရှူဖို့အခွင့်အရေးလေးရခဲ့ရှင်တော့သူ့ထက်အရင်ကို့ဖြစ်ရင်ကတေလူအရင်ဖြစ်နေပြီစာနာစိတ်ကိုအလေးအနက်မတွေးနဲ့တမိလေးမဖြစ်ချင်ဘသူမှလည်းမဖြစ်ချင်ပါပဲတမိလိုသမျှအားလုံးကလည်းတနေတာပဲထို့အတူပါပဲ မတရားမှမတရားတာမှန်သမျှမလုံမချင်းတရားပေါင်အတွင်းနေထိုင်ခြင်းပဲအဲဒါလေးကနံပါတ်3နဲ့ပတ်သက်လို့စာနာတရားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပြောရင်းနဲ့ပြောဖြစ်တဲ့အကြောင်းအရာပေါ့နော်အဲတော့ဟိုလာရတူတဲ့အချင်းချင်းသွားနေတဲ့ဈာတွေကနေပြီးတော့ကိုပန်းနိုင်ရောက်ဖို့ကိုချက်တော့ရှေ့တလန်း ပို့ဖို့အတွက်ပေါ့နော်အချင်းချင်းသူ့ကိုခြေထိုးမိပြီဆိုရင်ကို့အတွက်ကလည်းအစင်းလမ်းပဲဖြစ်တာဖြစ်တဲ့အတွက်ကို့အခွင့်အရေးအတွက်သူများကမနှင်းမှုစင်းနေဆိုတဲ့အကြောင်းလေးပြောပြတာပါ